ျွန်တော်တို့အားလုံးအနေဖြောင်းနေကြတဲ့စကားတစ်ခုရှိတယ်။နောက်မှလုံမယ်။မနက်ဖြန်ကျမှစမယ်။အဲဒီနောက်မှမနက်ဖြန်မှဆိုတာတွေကတင်းရဲ့အိမ်မက်တွေ၊ရှီမန်းချက်တွေကိုဖျက်ဆီးနေတဲ့အဖြတ်သမားတွေပဲ။ဘဝမှာအဖိုးတန်ဆုံးအရာကဘာလဲ။ပတ်စံလား၊ကြော်ကြားမှုလား။မဟုတ်ပါဘူး။အဲ့ဒါကအချိန်ပဲ။ဘာကြောင့်လဲဆိုတော့အချိန်ဆိုတာပေးပြီးရင်ပြန်မရနိုင်တဲ့အခုသေးတော့အရင်မြင်မှုလို့ပါ။တင်းမှာတကယ်လှုပ်ချင်တဲ့အလို့တကယ်ရောက်ချင်တဲ့ပန်းတိုင်းရှိရင်ဘာလို့အခုမစတင်သေးတာလဲ။ ကြိုးတင်ပြင်ဆင်မှုဆိုပြီးအချိန်တွေဖြုံးနေတာလားစောက်ဆိုင်နေတာလားကြီးပြေဆုံးတဲ့အချိန်တွေဆိုတာဘယ်တော့မှရောက်လာမှာမဟုတ်ဘူးအခုဆိုတဲ့အခိုက်အတန့်ဟာအကောင်းဆုံးအချိန်ဖြစ်တယ်တင်မစတင်တည်း၍ဘာမှပြောင်းလဲမှာမဟုတ်ဘူးတနေ့တာရဲ့စက္ကန့်တိုင်းကိုတန်ဖိုးရှိရှိသုံးပါတင့်ရဲ့တန်ဖိုးကိုအချိန်ဖြုံးတာနဲ့မလဲလဲလိုက်ပါနဲ့နောက်နေခြင်းဟာအိမ်မက်တွေရဲ့အစိတ်အတော့ပဲစိတ်ဓာတ်ကိုမွေးပါချက်ချင်းလှုပ်ဆောင်ပါ အချိန်ဘိုးပိုင်ဆိုင်သူကသာကိုလိုတင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်လိမ့်မယ်အခုပဲစတင်လိုက်ပါ